ဖခင်အစိုးရအောင်ရင်နဲ့မိသားစုတစ်ခုလုံးနဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရကြောင်းဝမ်းနည်းစွာရင်ဖွင့်လာတဲ့တရုတ်ဆောင်မိုးအောင်ရင်တရုတ်ဆောင်မိသားမိုးအောင်ရင်ဆိုတာကတော့နာမည်ကြီးရုပ်ရှင်မိသားတစ်လက်ဖြစ်တယ်လို့အစိုးရအောင်ရင်ရဲ့တာလေးဖြစ်ပါတယ်။ခုခါမှာတရုတ်ဆောင်မိသားမိုးအောင်ရင် သူ့ပုံမှာဖခင်အောင်ရင်ပါဝင်မိသားစုတစ်ခုလုံးကစွန့်ခွာသွားဖို့ကိုဝမ်းနည်းစွာနဲ့ပြောလာတာပါ။တရုတ်ဆောင်မိုးအောင်ရင်ကတိုးတန်16920ရွေးမှာ သူရဲ့မိသားစုဝင်၃ယောက်လုံးကတရားချင်းစီနိုင်ငံသားကိုထွက်ခွာသွားခဲ့ကြပါတယ်။ထထွားချိန်မှာလည်းပိုင်းဆိုင်မှုတွေဖြစ်တဲ့အိမ်နဲ့ကားကိုရောင်းချပြီးထွက်ခွာခဲ့လို့ဖခင်နဲ့မိခင်ကြံရည်ခဲ့တဲ့အလို့သမားတွေကိုတော့သူဟာလာကမပေးနိုင်ဘူးလို့ဆိုပါတယ်။ဒီလိုချိန်မှာသူဟာတနေ့ကိုကြက်ဥတလုံးတော့မစားနိုင်ပဲဘဝကိုရုန်းကန်ခဲ့ရတာပါ။ဒီချိန်မှာသူ့ကိုကယ်ပေးမယ်လက်ဆုံဆိုတာမရှိခဲ့ဘူးလို့လည်းမိုးအောင်ရင်ကပြောပြလာခဲ့ပါတယ်။ဒီလိုအကြောင်းရင်းကြောင့်အခြားသောစိတ်ညစ်စရာကိစ္စတွေကြောင့်သူဟာလမ်းမအောင်ရေးချေရှောင်ပြီးခဲ့တယ်လို့ ။လက်ရှိမှာတော့သူ့မောင်ကိုပြင်ဆင်နေပြီလို့မောင်ဟင်ကပြောခဲ့ပါတယ်။တရုတ်ဆောင်မိုးအောင်ရင်အစောပိုင်းမှာတော့မကောင်းတဲ့အရာတွေကိုသုံးဆွဲမှုတွေနဲ့အချင်းကျခံခဲ့ရပြီးတော့ခုချိန်မှာတော့ချစ်သူလေးနဲ့အတူပျော်ရွှင်စွာမိုးအောင်ကိုဖျက်ဆီးနေပါတယ်။